မြူသားအမျိုးသမီးနဲ့ကလေးငယ်တွေအတွက်2015စောင်းနေနေရသည့် fashion design ဝတ်စုံတွေကိုရန်ကုန်မြို့လမ်းတစ်ဂရိုစိတ်က TS1 ပြခင်မှာ November 10ရက်နေ့ကမိတ်ဆက်ပြသခဲ့ပါပြီ။အသစ်ဝင် Moon Princess New York ဒီဇိုင်းကိုတီထွင်တဲ့ fashion designer ကဘယ်သူလဲ။ Moon Princess New York fashion ကို2013မှာစတင်မိတ်ဆက်ခဲ့ပြီးမြန်မာပြည်မှာပထမဆုံးပြသတာဖြစ်တယ်လို့စင်ကာပူနဲ့ Paris မှာမိတ်ဆက်ပေးဖို့ရှိတယ်လို့ဆိုပါတယ်။ designer Moon Hun ရဲ့ 2017စောင်းဦးနဲ့စောင်းရသည့် fashion တွေကိုနယူးယောက်မှာပြသခဲ့တယ်လို့2017 design fashion တွေကိုလည်းနယူးယောက်မှာပဲတင်ပြခဲ့ပါသေးတယ်။မြန်မာနိုင်ငံမှာမိတ်ဆက်ပြသတာဟာဒုတိယအကြိမ်ဖြစ်ပြီးလာမယ့်နှစ်စောင်းနဲ့နယူးရသည့်အတွက် fashion ရည်စည်းကြောင်းကိုဂျာမနဲ့ကလင်းငယ်တွေအတွက်ရည်ရွယ်မိတ်ဆက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒီမှတ်တစေဟာမြန်မာပြည်မှာလုပ်တဲ့ made in မြန်မာ ဖြစ်တာမို့ပြည်ရင်းပြည်ကိုအားပေးစီဖို့အတွက်ရည်ရွယ်တယ်လို့ရှမ်းတိုင်းသူ fashion designer မိုးဟွန်းကပြောပါတယ်။ Do you want မိုဟွန်ဟာသူ့ရဲ့မွေးရဇာတိရှမ်းပြည်နယ်ကမင်းကလေးငယ်တွေကိုနီးပညာဆိုင်ရာအရေးချင်းတွေတိုးတက်လာဖို့လက်ကျင့်ပေးစိတ်အားထက်သန်နေပြီး2015ကျရင်ရှမ်းပြည်နယ်မှာ Lotus Horn Foundation ကိုထူထောင်ပြီးလက်ဖက်ဆိုင်ခင်းတွေမှာစိန်ခန့်ဟိုတယ်တစ်ခုထူထောင်ဖို့အိမ်မက်မနေသူ Fashion Designer တယောက်လည်းဖြစ်ပါတယ်။သူဟာရှမ်းပြည်နယ်မှာရင်ဆိုင်နေရတဲ့လူကုန်ကူးခံမှုကိုတားဆီးနိုင်ဖို့အတွက် Fashion Design ကရရှိတဲ့ဝင်ငွေတွေကိုအသုံးပြုပြီး ဒေသခံတွေအတွက်ပြန်လည်ကြိုးပြုဖို့ဆရာထက်တန်နေသူလည်းဖြစ်ပါတယ်။